ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဘရာဇီးလ်နဲ့နိုင်ပွဲဆားခဲ့တဲ့အန်စလိုတီကမ္ဘာဖလားယူဝေးဖို့အစီအစဉ်ဖြစ်ပြီလားဘရာဇီးသင်းကတော့အန်စလိုတီရဲ့လက်ထက်မှာပထမဆုံးနိုင်ပွဲကိုရယူနိုင်ခဲ့ပြီဖြစ်ပါတယ်ပါရာဂွေးကိုအိမ်ခွင့်မှာဝမ်းစီးနဲ့နိုင်ရရှိသွားခဲ့တာပါအန်စလိုတီရဲ့လက်ထက်မှာဘရာဇီးကတိုက်စစ်ပိုင်းမှာ900ဘူးရုံးကန်ပေမဲ့ခန်စီပါတော့နှစ်ပွဲကစားပြီးဒီမှာပေးကိုလုံးဝမရှိသေးပါဘူးဒါလို့ဆိုရင်အန်စလိုတီကဘရာဇီးအတွက်တင်းလော်တဲ့နီးပြားလို့တတ်မှတ်လို့ရနိုင်ပြီလား လာမယ့်နောက်26ကဘာဖလားကိုရယူပေးသွားနိုင်မှာလားဒီနေ့ဗီဒီယိုထဲမှာတော့ဒါလေးတွေနည်းနည်းလောက်ဆွေးနွေးသွားကြည့်အောင်ပါအန်ဆိုရီလက်ထပ်ဘရာဇီးရဲ့အဖွင့်ပွဲတင်ဖြစ်တဲ့အီကွေဒေါ်နဲ့အဝေးကွင်းပွဲမှာဂုံးရှိသေးကြားခဲ့ရပြီးတော့ခြေသွိုင်းပိုင်းကလည်းတော်လေးကိုဇိုးရွားခဲ့ပါလေနောက်25ခုနှစ်ဇွန်လ5ရက်ကအီကွေဒေါ်နဲ့ကစားခဲ့တဲ့ပွဲဟာအန်ဆိုရီရဲ့ပရမာသုံးတရားဝင်ပွဲဖြစ်ပြီးတော့ဂုံးမသိနိုင်ခဲ့တာကဘရာဇီးပြည်သက်တွေနဲ့စိတ်ပြန့်စရာဖြစ်ခဲ့ပါလေအီကွေဒေါ်ဟာကွန်မီဘောခြေစစ်ပွဲအစီအရဲ့ဒုတိယနေရာမှာယက်တီနေတဲ့အင်အားကောင်းတဲ့အသင်းဖြစ်ပြီးတော့ဘရာဇီးတိုက်စစ်ပိုင်းမှာဖန်တီးမှုအားနည်းခဲ့တာကိုတွေ့ရပါလေ။ ဖီနီရှာရာဖီညာတို့လိုထိတ်တန်းစားမရှိပေမဲ့အခွင့်အလမ်းတွေပြတ်သားစွာဖန်တီးနိုင်ခဲ့ခြင်းမရှိပါဘူးဒီလိုဖြစ်ရတာကလည်းအကြောင်းရင်းတွေရှိနိုင်ပါတယ်အက်စတိုဒီယာအသင်းနဲ့လေ့ကျင့်အတွက်အချိန်ကန့်သတ်နေပဲရခဲ့သေးတယ်သူကမေလ26ရက်မှာတရားဝင်တာဝန်ယူခဲ့ပြီးတော့အသင်းကသူ့ရဲ့ကစားနဲ့အဝင်ခွင့်ကြဖြစ်အောင်ပြင်ဆင်ဖို့ရပ်ပိုင်းတာအချိန်ရခဲ့တာကဒီပွဲမှာစူပွဲမှုအားနည်းတဲ့အကြောင်းတစ်ခုဖြစ်နိုင်ပါတယ်ဒါပြင်နေမာရိုဒီဂိုနဲ့မီလီတာဝိုတို့လိုအဓိကကစားမတွေဒဏ်အကြောင်းပါဝင်နိုင်ခြင်းမရှိတာကလည်းတိုက်စစ်ပိုင်းကိုထိခိုက်စေခဲ့ပါတယ် အိုင်ဘတ်ခွန်ရှိကို 1x ဘတ်တို့ကိုနိုင်ငံတကာပေါင်ကြီးတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ 1x ဘတ်အကောင့်ဖွင့်သူတိုင်းပရိုမိုကုတ် FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်းဘောနပ်စရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေဖုတ်ဘောကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63လုံးခွန်သုံးလုံး53လုံးကိုဆက်သွယ်နိုင်တော့ကွန်မန်တိုင်းမှာခြားပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအခုကစားခဲ့တဲ့ပါရာဂွေးနဲ့ပွဲမှာတော့ဘရာဇီးက1-0နဲ့နိုင်သွားခဲ့ပါပြီ Astrotica လည်းဘရာဇီးနည်းပြပွဲမှာပထမဆုံးနိုင်ပွဲရသွားခဲ့ပါပြီ ဒါအောင်မြင်မှုတစ်ခုရဲ့အုံမြင့်ဖြစ်လာနိုင်ပါတယ်။ဒီဘက်မှာပြသခဲ့တဲ့ဘရာဇီးရဲ့ခြေစွမ်းကအပြူသဘောဆောင်တဲ့အချက်တွေအများကြီးရှိခဲ့ပါတယ်။ဒီဘက်မှာဘရာဇီးရဲ့တိုက်ဆရာအီကွေဒေါ်ပွဲထက်ပုံမစုပွဲမှုရှိခဲ့ပြီးတော့ကိုညာနဲ့ဗီနီရှက်တို့ရဲ့ပူးပေါင်းမှုကအဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ဒါပြင်ကက်စမဲရိုနဲ့ဂီမာရိုက်ဆိုရဲ့ကွင်းလယ်ထိန်းချုပ်မှုကအသင်းကိုပုံမတည်ငြိမ်စေခဲ့လို့သုံးသပ်ခံရပါတယ်။ဗီနီရှက်ကိုယ်တိုင်ကလည်းဒီနိုင်ကအင်ဝင်ပရိသတ်တွေအတွက်လည်းလိုအပ်ခဲ့တယ်။အခုအန်စတော်ဒီမှာပုံမပြေစင်းမှုအချိန်ရလာပြီလို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့အားနည်းချက်တော့ရှိပါတယ်။ ဘရာဇီးတားဆီးယားခွေလန်းတချို့ဖန်နီးနိုင်ခဲ့မဲ့ကိုပြတ်သားမှုအားနိုင်နေသေးဖြစ်ပြီးတော့ပါရာဂွေးရဲ့ခံစစ်ကိုအပြေးဝဖြတ်ထိုးနိုင်မှုတော့ရုံးကန်ခဲ့ရပါတယ်။ဗီနီရှက်ကိုရိုင်းကလည်းဒီပွဲဟာအကောင်းဆုံးပွဲတော့မဟုတ်ခဲ့ဘူးလို့ပွဲပြီးမှမှတ်ချက်ပေးသွားခဲ့ပါတယ်။ဒါဆိုရင်အန်ဆော်ဒီကဘရာဇီးကိုနောက်26ကမ္ဘာဖလားမှာအောင်မြင်မှုစီဦးဆောင်နိုင်မှုအစီအစဉ်ဖြစ်နေပြီလားဆိုတာဆက်ပြီးတော့ကြည့်အောင်ပါ။အန်ဆော်ဒီရဲ့အားသာချက်တွေကပြိုင်ပွဲအတွေ့အကြုံရေးချက်များပြားမှုရှိတာပါ။အန်ဆော်ဒီယာတမိုင်းတစ်လျှောက်ဘောလုံးနီးပြရတဲ့ကဒူးဖြစ်ပြီးတော့ UEFA Champions League Champions ဆိုတော့၅ချိန်နဲ့ဥရောပရဲ့ထိပ်တန်းလိ၅ခုမှာချန်ပီယံဖြစ်ခဲ့သူပါ။ သူရဲ့ရီယန်နီပြလက်ထက်မှာဗီနီရှက်ရိုဒရီဂိုမီလီတာကိုကက်စပန်ရိုလိုဘရာဇီးစားမိုင်းနဲ့အလုပ်လုပ်ခဲ့တဲ့အတွေ့အကြုံကဘရာဇီးသင်းကိုစီမံခံခွဲရမှာအကျိုးရှိစေမှာဖြစ်ပါတယ်။ဗီနီရှက်နဲ့အန်စတော်တီရဲ့ဆက်ဆိုင်ကဘရာဇီးသင်းမှာအဓိကအခန်းကဏ္ဍကနေပါဝင်နိုင်မှာပါ။ဒုတိယချက်ကတော့အန်စတော်တီရဲ့ကစားမစီမံခံခွဲမှုဖြစ်ပါတယ်။အန်စတော်တီကဂလက်တီကိုဝက်စပါရာလိုတင်စားခံသူဖြစ်ပြီးတော့စလာတန်ရိုနယ်ဒိုနဲ့အမ်ပါပရီလိုကျယ်ပွင့်ကစားမတွေနဲ့အောင်မြင်စွာစီမံခဲ့သူဖြစ်ပါတယ်။နံပါတ်3ချက်ကတော့အန်စတော်တီရဲ့နီးပြောအပိုင်းရှော့တင်းဖြစ်ပါတယ်။ သူရဲ့ရီယယ်မက်ဒရစ်တရားခန်းစီတည်နေမှုနဲ့တားရှစ်ပိုင်းကိုဟန်ချက်ညောင်ထိန်းကြီးခဲ့တာကဘရာဇီးလိုအသုံးဝင်နိုင်ပါတယ်နောက်တစ်ချက်ကတော့အန်စလိုတီရဲ့ဖီအာအိုမှာဆွမ်းဆောင်နိုင်မှုပါအန်စလိုတီရအောင်၂နှစ်ချန်ပီယံလိမှာချဲစီနဲ့မန်စီတို့ကိုနောက်ကျပြီးတော့ပြန်လည်နိုင်ရခဲ့တဲ့ပြိုင်ပွဲတွေမှာဖီအာအိုမှာအောင်မြင်မှုတွေရခဲ့သူဖြစ်ပါတယ်ဘရာဇီးကတော့ဒီပိုင်းမှာအားနေတတ်ပါတယ်နောက်၂နှစ်ကမ္ဘာဖလားမှာခရီးရှောက်ပန်နတီနဲ့ရှုံးပြီးနောက်၂၄ကိုဘာအမေရိကမှာကွာတာဖိုင်နယ်ထွက်ခဲ့တာကြောင့်ဖီအာအိုမှာအောင်မြင်မှုမရခဲ့ပါဘူးဒါပေမဲ့ကမ္ဘာဖလားရဖို့အတွက်ကတော့တိတ်ပြီးတော့မလွယ်လာသေးပါဘူးဘာလို့လဲဆိုတော့အန်စလိုတီရဲ့ပြင်ဆင်တဲ့အကန့်အသတ်ကရှိနေပါတယ် အချိန်ရတာအရင်နေပါတယ်ဇာမဒန်ယာနဲ့ဖွဲ့စည်းပြဿနာတွေလည်းများပြားနေပါတယ်ဘရာဇီးရဲ့ဆေဘာစတန်အားနဲ့ချက်တွေကိုလည်းဖြေရှင်းဖို့လိုမယ်ဒါကြောင့်လာမယ့်ကမ္ဘာဖလားလောင်းနေတော့အန်စတိုကဘရာဇီးကိုချန်ပီယံဖြစ်အောင်စွမ်းဆောင်မပေးနိုင်တော့သေးလို့ထင်မြင်ယူဆမိပါတယ်ဒါပေမဲ့ပိုကောင်းတဲ့အသင်းတွေနဲ့အရင်ပြိုင်ပွဲတွေထပ်တော့ပိုပြီးတော့ကြောက်စရာကောင်းလာနိုင်တာပါဇော်နီဂျီဘီအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်